နာမည်ကျော် Suzuki Smart 15စံကအခုဆိုရင်2025မော်ဒယ်စတင်ထွက်ရှိလာပါပြီ။ရည်ရွယ်ကောင်းလွန်းလို့မြန်မာနိုင်ငံမှာလူကြိုက်များနာမည်ကြီးတဲ့မှာ Suzuki Smart စံကလည်းပါဝင်ပါတယ်။ ဒါကြောင့်ဒီကနေ့မှာတော့မတူနိခေဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ငယ်အကြောင်းကို review လုပ်ပေးသွားကြပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်ပါ motorbike order တယောက်ဖြစ်ပါတယ်။ Suzuki Smart 15ဆိုင်ငယ်95 model ဟာအယောင်တွတ်တဲ့ underwing ဆိုင်ငယ်တစ်စီးလို့ဆိုရမှာပါ။ရွယ်စားချစ်ချစ်လက်လက်နဲ့စီစံနှုန်းသက်တာတဲ့ကြောင့်နေ့စဉ်အသုံးပြုဖို့တွတ်ချိကြိုက်တဲ့ဆိုင်ငယ်တစ်စီးလို့ပြောရမယ်။အနမွေးဆိုင်ငယ်ဆိုတာကအင်ဂျင်ကိုစီးနင်းသူရဲ့အောက်တက်တဲ့ခြေောက်နှစ်ဖက်ကြားမှာတက်ဆင်ထားပြီးစတန်ကြီးကိုလည်းထိုင်ကုန်အောင်မှာထည့်သွင်းပေးထားတာပါ နောက်နှစ်ဆက်ငါမော်တဲ့ Suzuki Smart 15ဆိုင်ကမှာတစ်စီးလုံးကို frame တစ်ခုထဲနဲ့ဖွဲ့စည်းထားတဲ့ single piece frame ကိုမှ plastic body panel တွေနဲ့ပေါင်းစပ်တိဆောက်ပေးထားတာပါဒီဆောင်မှာဈေးစကားတက်တာတဲ့အသုံးလဲတဲ့တဲ့စစနှုံးလဲတက်တာစီတဲ့ဆိုတဲ့ချက်တွေကအနောက်ဘွင်းမော်တော်ဆိုင်ကယ်တွေရဲ့အသာချက်ပဲဖြစ်ပါတယ်အထူးသဖြင့်ရှီတောင်အရှဒေတာမှာအသုံးများတဲ့ဆိုင်ကယ်လို့ဆိုရမှာပါ နောက်နှစ်ဆက်ငါမော်တဲ့ Suzuki Smart 15စံငယ်မှာ 133cc Vostok Echo Cylinder သလုံးတို့အင်ဂျင်ကိုတက်ဆင်ပေးထားတယ်။ Snow Snake က Clown Night ပြီးနိုးလို့ရတဲ့လွတ်တဲ့ရောချင်းနီမီနိုးလို့ရတဲ့ Gestus နဲ့ပါပေါင်းပါတယ်။အမြင့်ဆုံး speed ကတနအီယိုကီလို130အထိမောင်းနေနိုင်သလို6လီတာကို28မိုင်ကျော်ကျော်မောင်းနေတော်လာနိုင်ပါပါ။စတန်ကြီးဝန်ဆမှုပမာဏက၄ .3 လီတာဆက်ပါတယ်။ ပဝန်ကြီးညဉ့်ညံ့မှုကိုထိန်းသိမ်းမှုအတွက် first secondary air injection system လဲပါဝင်ပါတယ်။ Arisnet ကအိဇော်တွေကမလောင်ကျွမ်းအတီးနဲ့စီကျွင်းကြံတွေကိုလောင်ကျွမ်းသွားစေဖို့လက်ဆက်တဲ့လေတွေကိုအိဇော်တွေစုပ်ယူပေးပို့နိုင်ပါတယ်။ဒီလိုညဉ့်ညံ့မှုလဲရော့ကျသွားစေမှာတေချာပါတယ်။ နောက်နှစ်ဆက်ငါမော်တဲ့ Suzuki Smart 15ဆိုင်ရဲ့၄ချိန်ကစီအပြည့်ဖြည့်ထားရင်69ကီလိုဂရမ်ပဲရှိတာကြောင့်အမျိုးသားရောအမျိုးသမီးတွေပါပပပပနဲ့မောင်းနေနိုင်ပါပါစီနီယာဒါညံ့ညောင်မှုရှိတဲ့နောက်နှစ်ဆက်ငါမော်တဲ့ Suzuki Smart 15ဆိုင်ရဲ့ရှီဆိုင်နေစနစ်ကို Telescope Valve သုံးထားပြီးတော့နောက်ဆိုင်နေစနစ်ကဆွမ်းအံဖြစ်ပါတယ်မြေပြင်ကင်းလွင်မြင့်ကငါးပီဆွဆွရှိပါတယ် ကောင်းစက်ငါမော်တဲ့ Suzuki Smart 15 5ငယ်ရဲ့ထိုင်ကုန်အောင်မှာတော့ပစ္စည်းတွေဖို့အတွက်ရှစ်လီတာကျယ်တဲ့အကန့်တစ်ခုပါဝင်တာတွေ့ရတယ်။ brake ဘိုင်းဆိုင်ရာမှာတော့ shift brake ကို disc brake နဲ့နောက် brake ကို drum brake ပုံစံနဲ့ရောထွက်ရှိသလို shift brake ရောနောက် brake ပါ drum brake နှစ်ခုလုံးနဲ့တည်ရန်ထွက်ရှိတာလည်းရှိတယ်။ ချိန်တရာကိုနှမျိုးနှဆရွေးချယ်နိုင်မှာဖြစ်သလိုအဲ့ဒီနှမျိုးမှဈေးနှင်းငယ်ကွာမှုတော့ရှိနိုင်ပါတယ်။ဘိန်ငွေတွေကတော့စက်ကွက်နဲ့လက်မဘိန်ငွေတွေဖြစ်တာကြောင့်စပော့ငွေနဲ့ဒလစ်ငွေဆိုပြီးနှမျိုးနှဆရရှိနိုင်ပါတယ်။ round 25မော်တဲ့ Suzuki Smart 15ဆိုင်ကရဲ့တိုင်ကွက်ကရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ကောင်းပြီးအားကစားနိုင်ပုံစံကိုအတွင်ယူထားတဲ့ digital mode တဲ့တိုင်ကွက်ဖြစ်ပါတယ်။ရှင်းမီကြီးနောက်မီနဲ့ချစ်ပြမီတွေကိုတော့ LED မီတွေဖြစ်အရင်လို halogen မီတွေကိုပဲအသုံးပြုထားစေဖြစ်ပါတယ်။ ရောင်း၂၅မော်တဲ့ Suzuki Smart 15ဆိုင်ကတနစ်ပြီးတနစ်အပြောင်းလဲသိမ့်မလုပ်တဲ့ဆိုင်ကလေးဆိုရမှာပါ။ရောင်း၂၄မော်တဲ့နဲ့ရောင်း၂၅မော်တဲ့မှာကွာခြားပြောင်းလဲမှုကြီးကြီးမားမားမရှိတာကိုလည်းတွေ့ရပါဗျ။ အနီရောင်အနစ်ရောင်အစိမ်းရောင်စတဲ့ရောင်ချောင်မျိုးနဲ့ရွေးချယ်ရရှိနိုင်တဲ့95မော်ဒယ် Swiss Smart 15ဆိုင်ငယ်ရဲ့ဈေးနှုန်းကအမေရိကန်ဒေါ်လာ1000ကျော်လောက်ရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာရော Swiss Smart 15ဆိုင်ငယ်စီးပူးတူတွေဘယ်လိုတွေရှိလဲ။ရှိတယ်ဆိုရင်အဲ့ဒီဆိုင်ငယ်ရဲ့ကောင်းကျိုးဆိုးကျိုးဘယ်လိုရှိလဲဆိုတာခွန်မန့်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်။